အအဓိကတော့ပေါ့နော်အဒေါတာရာကတော့စိတ်သက်ကလို့မန္တလေးပါစိတ်သက်ကလို့မန္တလေးမှာပွဲရရှိခဲ့ရဖြစ်ပါတယ်အစိတ်သက်ကလို့ကတော့တဦးနဲ့တဦးကတော့ဒီကိုငငငရဲ့တက်ခဲចောင်းနေလို့ပဲပေါ့နော်ចောင်းစီကန်းဆိုတာចောင်းအပေါ်မူတည်ပြီးမှပြောင်းလဲသွားတာပေါ့နော်အကိုထက်ခဲ့ state ចောင်းနေဆိုတဲ့တဦးနဲ့တူចောင်းစီကန်းမတူဘူးပေါ့ဒါပေမဲ့ဒီစိတ်ចောင်းဆိုတာတော့ဒါတော့ဝင်ခွင့်ကတော့နိုင်ငံတကာနိုင်ငံလုံးကသတ်မှတ်ထားတဲ့ညီမျှတဲ့အမှတ်ပေါ်မှာမူတည်ပြီးတော့စိတ်သက်ကလို့တက်ရောက်ခွင့်ရရှိကြတာအဲတက်ရောက်ခဲ့တဲ့လူတိုင်းကလည်းအရေးချင်းပြည့်မီပြီးတော့ဒီသက်ကလို့ရောက်လာကြတာပေါ့အဓိကတော့ပေါ့နော်ကိုကတော့ဒီ business owner တယောက်ရဲ့ life ကိုခံယူပြီးသားဖြစ် တဲ့အတွက်ပေါ့နော်ဒီအဲစိတ်ကူးသားတဲ့အပိုင်းကတော့ကိုလျှောက်လန်းပြစ်မှာမဟုတ်တော့ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒါကိုကအဲဒီလောကတွေကနေ12နှစ်လောက်တောင်မှဒါအနားယူပြီးွားကြီးပေါ့နော်။ကိုစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကိုဆက်ပြီးတော့လှုပ်ဖြစ်မှာပါ။အဲတနေ့လောက်ကတော့ကြံတာကတော့ပေါ့နော်ကိုအဲဒီစိတ်ုံစိတ်ပိကန်းတွေမှာလူရာမျိုးတွေလိုရတဲ့နေရာမျိုးတွေမှာဆက်ပစ္စည်းတွေလူရာမျိုးဒါတွေကတော့ကိုနဲ့နှိစက်တဲ့အတိုင်းဝန်ဖြစ်တဲ့အတွက်ပြန်ပြီးတော့လှုပ်ကြွေးပြီးတော့ကိုပေးဆက်နေတယ်ပေါ့နော်။အဲကြံတဲ့အရာတွေကကိုစီးပွားရေးနဲ့ပတ်သက်တဲ့အရာတွေတော့ဒီထက်ပိုပြီးတော့အဲချဲ့ထွင်သွားဖို့ရှိပါတယ်ဟုတ်။ Oh, the money must say chat time.

ဟို Captain Toss ကတော့တကယ်နဲ့ပြောရရင်သူကတတော်လေးတောင်မှတတန်းရင့်နေပြီပေါ့နော်2019ကစပြီးခဲ့ရပေါ့နော်အဲဒီတော့ကိုကိုတိုင်းလည်းစီးပွားရေးနဲ့ပတ်သက်တဲ့ thesis တွေစာရီဖတ်ရတဲ့အခါမှာဩကိုဖတ်ထားတဲ့စာလေးကို sharing လုပ်မယ်ဆိုတော့အစေတနာနဲ့ပေါ့စာရီစရည်ပေါ့နော်အမှန်တော့ blog တွေစလုပ်ခဲ့တာမဟုတ်စီးပွားရေးနဲ့ပတ်သက်တဲ့အကိုစာဖတ်လိုက်တဲ့ဟာလေးကဩငါသူများတွေကိုပူပူတက် sharing လုပ်ပြီးကောင်းမယ်ဆိုပြီး sharing လုပ်ပြီးရေးတာပေါ့နော်အဲအဲ့ဒီကနေပြီးတော့မှကိုကစာလေးစရည်နဲ့မှာမေးတဲ့လူတွေများလာတယ်ပေါ့နော်တချို့ကဗာလေးကြီးသိချင်တာလေး share ခါမှာ video sharing လေးလုပ်ရင်းနဲ့ အဲ Canton Dock ကနေ business တွေစပြီး sharing လုပ်ဖြစ်ခဲ့တယ်ပေါ့နော်ပထမဆုံးပြောရရင်တော့ Canton Dock ကအမှန်တော့အဲစီးပွားရေးနဲ့ပတ်သက်တဲ့ blog တွေအရင်ဆုံးစလုပ်ဖြစ်တာအဲနောက်ပိုင်းကျမှကိုကဒီ motivation တွေအဲစိတ်ခွန်အားတွေနောက်အမျိုးသမီးတွေအတွက်ပေါ့နော်ပြီးရင်လူငယ်တွေအတွက်အဓိကအဲဒီ blog လေးကဆက်ပြီးတော့လုပ်ဖြစ်နေရပါဟုတ် ဒီနေ့ကတော့ Catherine Beauty ရဲ့ရောင်းအကောင်ဆုံး product လေးကိုရိုက်ကူးတာပဲဖြစ်ပါတယ်။ Vitamin C Essence လေးပေါ့နော်။ဒါ Catherine Beauty ရဲ့ရောင်းအကောင်ဆုံးပစ္စည်းခဏခဏပြတ်တဲ့ product လေးဖြစ်ပါတယ်။ဟုတ်ကဲ့ညီမဒေါက်တာ KV ကျော်ပါ။ Catherine Beauty ရဲ့ founder နဲ့ CEO ဖြစ်ပြီးတော့စိတ်နှိမ့်မှုရပြီးပေါ့ကဲ Managing Director လည်းဖြစ်ပါတယ်။ဟုတ်ကဲ့အာအဓိကတော့ပေါ့နော်အာဒေါက်တာရာကတော့စေတက်ဂရုမန္တလေးရပါစေတက်ဂရုမန္တလေးမှာဘွေရရှိခဲ့ရဖြစ်ပါတယ်အဲစေတက်ဂရုကတော့တဦးနဲ့တဦးကတော့ဒီကိုငငယ်ရဲ့တက်ခဲចောင်းနေလို့ပဲပေါ့နော်ចောင်းစီကန်းဆိုတာចောင်းအပေါ်မူတည်ပြီးမှပြောင်းလဲသွားတာပေါ့နော်အဲကိုထက်ခဲ့စတိတ်ចောင်းနေဆိုတော့တဦးနဲ့တူចောင်းစီကန်းမတူ ူပေါ့ဒါပေမဲ့ဒီဆေးချောင်းဆိုတော့ဒါတို့ဝင်ခွင့်ကတော့နိုင်ငံတကာနိုင်ငံလုံးကတတ်မှတ်ထားတဲ့ညီမျှတဲ့အမတ်ပေါ်မှာမူတည်ပြီးတော့ဆေးသက်ဂရူဆိုတက်ရောက်ခွင့်ရရှိကြတာအဲတက်ရောက်ခဲ့တဲ့လူတိုင်းကလည်းအရေးချင်းပြည့်မီပြီးတော့ဒီသက်ဂရူကိုရောက်လာကြတာပေါ့နော်အဲအဲ့ဒီအခါမှာတော့ကိုယ့်ရဲ့အဲဒီတင်းနေချာ live ပေါ်မှာအဲဒီဖြတ်တန်းတဲ့ပေါ်မူတည်ပြီးတော့မှအဂုံလူတွေအများကြီးပါတဲ့လူရှိတယ်အအောင်တဲ့လူရှိတယ်ချူချော်ဆပ်လီနဲ့ထီးတဲ့လူတွေရှိကြတယ်ပေါ့နော်ဒါပေမဲ့ကျောင်းနေမှာယုံကြည်ရပါလဲဆိုတော့အဲ trainer တွေအကုန်လုံးအဲ teacher တွေပေါ့နော်ဆရာတွေအကုန်လုံးကဒီရင်ပြောရရင် professional doctor တွေပဲ doctor တွေက အဲတင်ကြရတာပေါ့နော်တင်ကြငွေရတဲ့အဲဒီဘာသာရဲ့ဒီဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်တကယ်ဆရာဝန်တဦးတယောက်ချင်းဒီကကိုယ့်ရဲ့ပညာရဲ့ပုံမှာအလေးထားတဲ့အတွက်ဒေါက်တာတို့အဲចောင်းနေအကုံလုံးရဲ့တင်ရိုးတွေဒီအဲစာတွေပေါ့နော်ဒီ subject တွေအကုံလုံးကတော့ចောင်းနေចောင်းနေအတူတူပဲပေါ့နော်နောက်တစ်ခုကចောင်းနေဆိုတာမျိုးကအဲဒီစောင်းဝဲဖြည့်တဲ့အခါမှာလည်းအမှတ်ထုတ်တဲ့အခါမှာသူကအဲဒီတကြောင်မိတကြောင်အလဲနဲ့ထုတ်ရတာပေါ့နော်အဲစေးတစ်ကထုတ်တဲ့နေ့ရှိမယ်စေးနေ့ရှိမယ်မန်းလေးရှိမယ်နောက်မကွေးအခုဆိုတောင်ကြီးတိရှိလာပြီပေါ့နော်အဲ့တော့ဒေါက်တာတို့စေးចောင်းဖြတ်တန်းနေရတဲ့ဘဝကတော့အာဒီလူငယ်သဘာဝကတော့ ပျော်ရတယ်ဒါပေမဲ့စာရီကတော့အရင်ကြက်ရပေါ့နော်ပွင့်လင်းပျော်ရစာရီကတော့အမ်ဒီ holiday နိုင်နေအရင်စိတ်ညစ်တာဒီကွာဟိုတင်းကျုတ်လာပြီနေဆိုလဲစာရီကြက်ရတယ် new year ဆိုလဲစာရီကြက်ရတယ်တစောင်းနိုင်ဆိုလဲသူများပျော်ရတယ်ကိုကစာရီကြက်ရပေါ့အဲ့တော့စိတ်ချောင်းသူစိတ်ချောင်းသားဘောကတလျှောက်လုံးကတော့လုံးဝဘွေးမရမချင်ရတော့ကိုကစာရီကတော့အမြင်နဲ့ကြက်ခဲ့ရတာပါအဲ့လိုမှအဲចောင်းသားတွေက qualify ဖြစ်ဖြစ်နဲ့အောင်တာပေါ့နော် ဟုတ်အဲ့လိုကတော့မရှိပါဘူးသူကဘာကြောင့်လဲဆိုတော့ဆရာတွေအကုန်လုံးကတော့ teaching method ပဲကြွားချင်းကြွားသွားမှာပေါ့နော် teaching ဆိုတော့ဒါအခုဘယ်ကြောင်းမှာပဲဆိုကျွန်တော်ကျသင်ပုံသင်နည်းလေးမတူဘူးပေါ့ဒါပေမဲ့သင်ရတဲ့ subject တွေအဲနောက်တစ်ခုကဒီအတန်းချိန်တို့ robot ဒါတွေအကုန်လုံးကတော့ကျောင်းနေရစီကံမှမူတည်ပြီးသားပေါ့ပေါ့နော်အဲ့ဒီကျောင်းတိုင်းကျောင်းတိုင်းကဝေရရှိတဲ့ဆရာဝန်တွေအကုန်လုံးကလည်းလုံးဝကိုတကယ့်ကိုအရေးချင်းပြမိတဲ့ဆရာဝန်တွေဖြစ်ပါတယ်ဟုတ်အဲအခုနှစ်တွေတော့ဒါကိုကလည်းနည်းနည်းအလံငွေသွားဆိုတတိမထားမိတော့ဘူးပေါ့နော်ညီမတို့နှစ်တောင်ကဖြတ်တယ်ဆိုရင်ဒီအမှတ်တစ်ခုကသူကအဲဒီတနိုင်ငံလုံးမှာထားလိုက်ပါတော့သူတို့အဲ၄ခွန်၃လို ဖြတ်မယ်၊လေချောက်ရှိလို့ဖြတ်မယ်။အဲဒါမျိုးဆိုတော့နိုင်ငံလုံးတူတူပဲ။တခါတည်းသူတို့ဘာခွဲလဲဆိုတော့အရင်တုန်းကတော့ယောက်ျားလေးမိန်းကလေးခွဲတာမျိုးတွေရောရှိရပါတော့။ယောက်ျားလေးကိုပို့လိုချင်လို့ပေါ့နော်။အဲ့တော့ဒီအခုခေတ်ကာလကတော့ဒါဝီဝါတော့ကိုလည်းတိတ်တော့မသိတော့ဘူးပေါ့နော်။ဘာလို့သင်ဟိုးတွေကလည်း grade 2တွေတိရှိလာဆိုတော့လေဟုတ်။အာဟုတ်ပါတယ်။ သူကဒီလိုပေါ့နော်တတိထားမိသလောက်ပေါ့နော်ဘယ်လိုလဲဆိုတော့အဲ့ဒီခက်ကဆိုရင်အပြင်ဦးလင်မှာဆောင်းမွေးဖြည့်တဲ့လူတွေဆိုရင်မန်လီစေးချောင်းတက်ရတယ်။တော့ဘယ်လိုလဲပြင်ဦးလင်မှာအရင်တုန်းကဘောရာဆောင်တွေရှိရပေါ့နော်။အဲဘောရာဆောင်တွေရှိတော့တချို့ကျတော့ရှမ်းပီယာဆိုပေမဲ့ပြင်ဦးလင်မှာကြောင်းထားတယ်။အဲတချို့ကကျတော့လေအာတခြားမျိုးကလာတယ်ဆိုပေမဲ့သူ့ရဲ့ဆောင်းမွေးဖြည့်တဲ့နေရာပေါ့အဓိကဥမာအဲညီမဆိုရင်မန္တလေးမှာဆောင်းမွေးဖြည့်တဲ့အတွက်မန်လီကျောင်းကနေအောင်ကျက်ထွက်တယ်ပေါ့နော်။အဲအမတ်နှစ်ဆိုအမတ်နှစ်အမတ်တစ်ဆိုအမတ်တစ်အဲအောင်ကျက်ပုံကိုဒီပြီးတော့မှကျောင်းကြီးပြန်ခွဲပေးတာပေါ့နော်။အဲ ချို့ကျတော့လေ तू อ่ะကိုနေတဲ့မျိုးကတော့ကချင်ပြည်နယ်ဖြစ်ချင်းဖြစ်မယ်တကယ်လို့ကိုကမေမျိုးကနေပြည်ဦးလေးနဲ့အောင်ချက်ထွက်တယ်ဆိုရင်တော့ပြည်ဦးလေးနဲ့အနီးဆက်ဆံပြည်နယ်မန်လေးမြို့မှာကြောင်းတက်ရတာပေါ့เนาะအဲတကယ်လို့ကိုကနောက်တစ်ချိန်မှာကိုရဲ့အစိုးရဝန်ထမ်းဖြစ်လို့ကိုရဲ့မိသားစုကဥမာအခုမန်လေးစစ်ကြောင်းမှာတက်နေမယ်ရန်ကုန်ကိုပြောင်းရွှေ့ရတယ်ဆိုရင်ရန်ကုန်မှာပြောင်းခွင့်နေတင်လို့ရပါတယ်သူအဲ့လိုပေါ့เนาะအဓိကတော့အဲသူတို့ចောင်းသားတွေမျှပြီးတော့ချပြီးတာပေါ့เนาะဒါတွေကလည်းအမှတ်နဲ့မဟုတ်ပါဘူးလို့ဟုတ်ဒါကတော့ကိုဖြတ်တန်းခဲ့တဲ့ဘွား6ဘလို့ပဲဖြစ်ဖြစ်အချိန်ကကိုပေးဆက်ခဲ့ရပါတော့6နှစ်ဆိုလဲ6နှစ်အချိန်ပြ ြည့်သင်ယူခဲ့တဲ့အချိန်မှာတော့ဒီပညာရက်တွေအကုန်လုံးတန်မှုထားရတယ်ပေါ့နော်။ဒါပြီးသွားတဲ့အခါမှာကိုကဒီစီးပွားရေးလောကကိုရွေးချယ်ပြီးတော့ Master အနေနဲ့တက်ခဲ့ပေမဲ့ကိုတက်ခဲ့တဲ့ပညာတွေအကုန်လုံးကလည်းတကယ်ကိုတန်မှုထားရတယ်ပေါ့နော်။အဲခုနပြောလိုမျိုးပေါ့နော်။အဲကိုထက် Senior Senior ရှိတယ်။နောက်ကိုထက်ဒီလောကထဲမှာတွေ့ကြုံဝိုင်းရင်းတဲ့ဆရာကြီးတွေလည်းရှိတယ်ပေါ့နော်။အဲကိုနဲ့ရွယ်လူဆိုပေမဲ့တချို့ကဒီလောကထဲမှာဆက်လျှောက်နေရတဲ့အတွက်အတွေ့အကြုံတွေကိုထက်များွားရတဲ့လူလည်းအများကြီးရှိတယ်။အဲ့တော့ဘယ်ပညာရက်မဆိုပေါ့နော်။အတွေ့အကြုံကအရင်စကားပြောရတဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့လေ့လာသင်ယူနေရတော့မှအခုထိဆို လဲကိုသိချင်တာလေးတွေကိုဆရာဝန်တယောက်ဆိုပေမဲ့လေကိုရဲ့ senior တွေလောကရမှာ senior ဆိုရဲတမှာအသက်ကိုပြောတာမဟုတ်ဘူးเนาะဒီကိုဒီ industry ထဲမှာကိုထက်ကြကြရက်တည်နေတဲ့လူတွေရှိရလဲအခုဒီကိုကိုယ်တိုင်လည်းတင်ယူရအောင်ပါပဲဟုတ်အဓိကတော့ပေါ့เนาะကိုကတော့ဒီ business owner တယောက်ရဲ့ life ကိုခံယူပြီးသားဖြစ်တဲ့အတွက်ပေါ့เนาะဒီအဲစိတ်ကူးသားတဲ့အပိုင်းကတော့ကိုလျှောက်လန်းပြစ်မှာမဟုတ်တော့ဘူးပေါ့เนาะဘာကြောင့်လဲဆိုတော့ဒါကိုကအဲဒီလောကတွေကနေ12နှစ်လောက်တောင်မှဒါအနားယူပြီးွားပြီပေါ့เนาะကိုစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကိုဆက်ပြီးတော့လှုပ်ဖြစ်မှာပါအဲ့တနေ့လောက်ကတော့ကျန်တာကတော့ပေါ့เนาะကိုအဲ ဲဒီစေယုံစီပီကန်တွေမှာလူရာမျိုးတွေလိုအပ်တဲ့နေရာမျိုးတွေမှာဆက်ပစ္စည်းလူရာမျိုးဒါတွေကတော့ကိုယ်နဲ့နှိစက်တဲ့အတိုင်းဝန်ဖြစ်တဲ့အတွက်ပြန်ပြီးတော့လှုပ်ကြွေးပြီးတော့ကိုယ်ပေးဆက်နေတယ်ပေါ့နော်အဲတန်တဲ့အရာတွေကကိုယ်စီပွားရေးနဲ့ပတ်သက်တဲ့အရာတွေတော့ဒီထက်ပိုပြီးတော့အချက်ထွင်သာဖို့ရှိပါတယ်ဟုတ်ဟုတ်ကက်တင်ထော့စ်ကတော့တကယ်နဲ့ပြောရရင်သူကတော်တော်လေးတောင်မှတတန်းရင့်နေပြီပေါ့နော်2019ကစပြီးခဲ့ရပေါ့နော်အဲတော့ကိုကိုယ်တိုင်လည်းစီပွားရေးနဲ့ပတ်သက်တဲ့ thesis တွေစာရီဖတ်ရတဲ့အခါမှာဩကိုဖတ်ထားတဲ့စာလေးကို sharing လုပ်မယ်ဆိုတော့အဲစေတနာနဲ့ပေါ့စာရီစရည်ပေါ့နော်အမှန်တော့ blog တွေစလုပ်ခဲ့တာမဟုတ် စီးပွားရေးနဲ့ပတ်သက်တဲ့အဲကိုစာဖတ်လိုက်တဲ့ဟာလေးကအော်ငါသူများတွေကိုဘူးဒတ် sharing လုပ်ပေးကောင်းမယ်ဆိုပြီး sharing လုပ်ပေးခဲ့တာပေါ့နော်အဲအဲ့ဒီကနေပြီးတော့မှကိုကအာစာလေးတွေစရင်းနေမှာမေးတဲ့လူတွေများလာတယ်ပေါ့နော်တချို့ကဗာလေးတွေသိချင်တာလေး share ခါမှာ video sharing လေးလုပ်ရင်းနဲ့အဲ Canvas Talk ကနေ business တွေစပြီး sharing လုပ်ဖြစ်ခဲ့တယ်ပေါ့နော်ပထမဆုံးပြောရရင်တော့ Canvas Talk ကအမှန်တော့အဲစီးပွားရေးနဲ့ပတ်သက်တဲ့ blog တွေအရင်ဆုံးစလုပ်ဖြစ်တာအဲနောက်ပိုင်းကျမှကိုကဒီ motivation တွေအဲစိတ်ခွန်အားတွေနောက်အမျိုးသမီးတွေအတွက်ပေါ့နော်ပြီးရင်လူငယ်တွေအတွက်အဓိကအဲဒီ blog လေးကဆက်ပြီးတော့လုပ်ဖြစ်နေရပါဟုတ် ဟုတ်ကဲ့အာဒီကက်သရင်းကိုတွဲပြီးတော့ပေါ့နော်ဒီကက်သရင်းတော့နဲ့မှတ်မိနေတဲ့လူတွေရှိတယ်တချို့ကျတော့လည်းကက်သရင်းရဲ့တခြားစီးပွားရေးနဲ့တွဲပြီးမှတ်မိနေတဲ့လူတွေရှိရပေါ့နော်အဲ့တော့အားလုံးကတော့ဒါကက်သရင်းအခုတဦးရဲ့လောက်ကင်နေရဖြစ်ပါတယ်လို့အဲ့တော့ရှေ့ဆက်ပြီးတော့လည်းဒီကက်သရင်း talk မှာအဲ့ကက်သရင်းကိုသိချင်တာလေးတွေ message ပို့တာဖြစ်ဖြစ် Gmail ကနေဖြစ်ဖြစ်လည်းမေးမြန်းလို့ရပါတယ်နောက်တစ်ခုကအဲ့ကက်သရင်းထုတ်ထားတဲ့ product တွေကိုလည်းယုံကြည်နဲ့သုံးစွဲနိုင်ပါတယ်လို့ကက်သရင်းဒီကနေပြောချင်ပါတယ်ပြီးတော့အခုတည်းထိအဲ့ဒီကက်သရင်းတို့ရဲ့လုပ်ငန်းတွေဖြစ်တဲ့စိတ်နှမြမှုရာနောက်ကက်သရင်း beauty အဲ့ကက်သရင်း talk နောက်ကက်သရင်းလုပ် ဲ့တဲ့ online university တွေကဆက်ပြီးတော့အပင်းနေတဲ့လူတွေအကုန်လုံးလည်းဒီကနေခံစားကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်